စစ်ကောင်စီရဲ့စစ်မှုထမ်းအပတ်စဉ်တင်းနဲ့6တင်းနဲ့စင်းတက်သား2ဦးဟာမော်နဲ့တင်းနဲ့နိုင်ရီတို့မှာစစ်ရေးလှုပ်ရှားနေတဲ့ဒေါနာတက်ရင်စီကို ထပ်ပြီးဖက်ပြောင်းခုလုံလာတယ်လို့တက်ရင်စီကသိရပါဗယ်ဖေဗော်လာ28ရက်နေ့မှာရေးမျိုးနယ်ထဲလမ်းကင်းလှည့်နေချင်းထွက်ပြေးလာတာဖြစ်ပြီးဒေါနာတက်ရင်ရဲ့တက်ခွဲ3ရေးပြောက်ကြားတက်ဖွဲ့စီကိုမတ်လ6ရက်နေ့မှာရောက်လာတယ်လို့ဒေါနာတက်ရင်ဒုတက်ရင်မှုကပြောပါဗယ် တက်ပြောင်းခုလုံလာသူနှစ်ဦးဟာရန်ကုန်နဲ့ပဲခူးဒေသခံတွေဖြစ်ပြီးအဓမ္မစစ်သားစုဆောင်ခံရသူတွေဖြစ်တယ်လို့ဆိုပါတယ်သူတို့ထဲကတဦးဟာရှမ်းပြည်နယ်ဘာထူးတက်မြို့အမှတ်၁အရာခံနဲ့တက်ကြကြီးလေးချင်းရေးတင်တဲ့ကျောင်းမှာအပတ်စဉ်တက်စစ်မှုထမ်းဖြစ်ပြီးကျန်တဦးဟာမွန်ပြည်နယ်ဝက်ကလေးရွာက အမှတ်လေးတက်မတော်တမ်းမြင့်လေးချင်းရေးတင်တဲ့ကျောင်းမှာစစ်မှုထမ်းအပတ်စဉ်၆တင်တဲ့တက်ခရရတဲ့သူတွေဖြစ်ပါတယ်။ တင်းနှင်းစင်ပြီးသူတို့နှစ်ဦးစလုံးဟာမွန်ပြည်နယ်ရေးမြို့နယ်အခြေဆိုင်ခမရ963တက်ရင်မှာတာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ဆိုပါတယ်အခု2025ခုနှစ်နှစ်စံပိုင်းမှာဒေါနာတက်ရင်စီစစ်ကောင်စီဘက်ကဗပြောင်းခုလုံလာတဲ့စစ်မှုထမ်းတင်နန်းစင်17ဦးရှိပြီးအလုံးနီးပါးဟာစစ်ကောင်စီကိုပြန်တိုက်ဖို့တော်လှန်ရေးတပ်သားတွေအဖြစ်ဗပြောင်းခဲ့တဲ့သူတွေဖြစ်တယ်လို့ဒေါနာတက်ရင်စီကသိရပါဗျ။